တနိုင်ငံလုံးအတိုင်းအတာအနေအထားနဲ့သူတေသနာပြုလုပ်လိုက်တဲ့အခါမှာအစားအသောက်မှာပါတဲ့ကိုလက်စထရောကင်ဆာဖြစ်နိုင်ခြင်းရှိမရှိဆိုတာကိုသူတေသနာပြုလုပ်ခဲ့ကြတယ်။အဲဒီအခါမှာအစားအသောက်မှာပါတဲ့ကိုလက်စထရောရှော့ချလိုက်တဲ့အခါမှာနှလုံးသွေးကြောချင်းယောဂါအပါအဝင်တခြားသောကင်ဆာယောဂါတွေပါရောကျသွားရဲဆိုတာတွေ့ရတယ်။အစာရင်ကင်ဆာ၊ဦးမားရင်ကင်ဆာ၊ဆက်အိုးကင်ဆာ၊မုတ်ချိုအိတ်ကင်ဆာနဲ့အဆုတ်ကင်ဆာ၊ရင်သားကင်ဆာ၊ကြောက်ကက်ကင်ဆာ၊ CA ကင်ဆာ၊နန်ဟော့ကင်လင်ဖိုမားဆိုခေါ်တဲ့အယိုးတွင်းခြေစီကင်ဆာတွေကိုပါတိတိတတရောကျသွားစေရဲဆိုတာတွေ့ရတယ်။ဒါပေမဲ့ CJ ကင်ဆာနဲ့ပတ်သက်ပြီးတော့လေ့လာရှာဖွေမှုမလုပ်ရသေးတဲ့အခါမှာ CJ နဲ့ပတ်သက်ပြီးတော့ ားတက်လေးလာဖို့တွေကိုပြုလုပ်ခဲ့ကြတယ်။အဲဒီခါမှာသူ့တေသရာလှုပ်လိုက်တဲ့အခါမှာတနည်းကိုကြက်25မီလီဂရမ်စားတဲ့သူတွေတနည်းအားဖြင့်တပတ်ကိုကြက်တစ်လုံးစားတဲ့သူထက်တနည်းကိုကြက်ဥ25မီလီဂရမ်တနည်းအားဖြင့်တစ်ဝက်လောက် စားတဲ့သူတွေကစိတ်ကြိတ်ကင်စာဖြစ်နိုင်ချေ14%ကလည်းတိုးလာရဲဆိုတာတွေ့ရတယ်။ဘာကြောင့်တွေ့ရတိုးလာလဲဆိုလို့ရှိရင်ကင်စာရောဂါကိုဖြစ်စေတာကိုလက်စထရောအပါအဝင်ကြက်ဥမှာပါတဲ့ခိုလင်းကြောင့်ဆိုတာလည်းတွေ့ရှိခဲ့ရတယ်။ကြက်ဥမှာခိုလင်းတွေအများကြီးပါအဲ့ခိုလင်းအများကြီးပါတာကောင်းတာမဟုတ်စားလိုက်တဲ့ခိုလင်းတွေကဥလန်းကြောင်းနဲ့ဝင်သွားတဲ့အခါမှာဥလန်းကြောင်းမှာပါတဲ့ get bacteria တွေကမြောင်များလာဆိုတော့ခိုလင်းတွေကို try 5မီတာအင်မင်း TMA ဆိုတဲ့တက်ကိုပြောင်းလိုက်တယ်အဲ့တက်ကိုခဏကွာသွေးကြောတွေရနေမှာစုပ်ယူပြီးတော့အဲ့တက်ကအသေးမှာအသေးက ITMA ကိုအောက်ဆီဂျင်တစ်လုံးပေါင်းလိုက်တဲ့ခါမှာ TMA ကို trimeter အင်မင်း outside ဖြစ်သွားပြီးတော့အဲ့တက်ကခဏကိုမှရှိတယ်ဘယ်ဆဲမဲ့ဆိုဓာတ်တိုးခြင်းအပြင်ကင်ဆာယောဂါကိုဖြစ်စေတယ်အဓိကအဖြစ်စီးကျိတ်ကင်ဆာကိုဖြစ်စေရဆိုတာတွေ့ရှိခဲ့ရတယ်နောက်တစ်တကူက dose response ကျက်ဥကိုအများကြီးစားသုံးလို့ရှင်ကျက်ဥစားနှုတ်များလေကင်ဆာယောဂါဖြစ်နိုင်ခြေပိုပြီးများမများဆိုတာကိုသူသေနာပြုလုပ်လိုက်တဲ့အခါမှာတပတ်ကိုကျက်ဥ၅လုံးထပ်ပိုပြီးစားမယ်ဆိုလို့ရှိရင် ့စီးချိတ်ကင်ဆာဖြစ်နိုင်ခြေတနည်းအားဖြင့်ရိုးရိုးကင်ဆာတာမဟုတ်ဘူးသေစေနိုင်တဲ့စီးချိတ်ကင်ဆာဖြစ်နိုင်ခြေ49ရာခိုင်နှုန်းထိမြင့်တက်လာရဲဆိုရလဲတွေ့ရှိရတယ်ဒါကခုနပြောတဲ့တိုင်ကြောက်မှာပါတဲ့ cholesterol အပါအဝင် triglyceride outside အပါအဝင်တနည်းအားဖြင့် choline အပါအဝင်နောက်တစ်ခု animal protein ဆိုတဲ့တိရစ္ဆာန်မှာပါတဲ့ protein တွေကြောင့်လည်းဖြစ်တယ်ဆိုတာကိုတွေ့ရှိခဲ့ရတယ်ဒါအပြင်နောက်ဆုံးတစ်ခုသူတင်တာလောက်လိုက်တဲ့အခါမှာစီးချိတ်ကင်ဆာဖြစ်ပြီးတဲ့သူတွေဖြစ်ပြီးတော့အဲစီးချိတ်ကိုသူတို့ကထုတ်လိုက်တယ်ထုတ်လိုက်ပြီးတော့နောက်တစ်ခါကင်ဆာဆိုတာကပြန့်တက်တယ်ကိုကစီးချိတ်ရှိတဲ့ကင်ဆာကိုထုတ်ပြီးသွားပြီမြဲအဲကင်ဆာဆေးကနောက်တနေ့မှာပေါ်နေတက်တယ် ယ်ဒါကြောင့်မပေါ်အောင်လို့စီးကျိတ်ကင်ဆာဖြစ်ပြီးတဲ့သူတွေကထိန်းထားခြင်းတယ်ဒါပေမဲ့အဲ့လိုထိန်းထားခြင်းတဲ့သူတွေမှာတစ်နှစ်ကိုကြက်ဥအများကြီးစားတဲ့သူအများကြီးစားဆိုတော့တစ်နှစ်ကိုကြက်ဥတစ်လုံးစားတဲ့သူတွေမှာစီးကျိတ်ကင်ဆာဖြစ်နိုင်ခြင်းတနည်းအားဖြင့် advanced aggressive ကင်ဆာပြန်ပြီးတော့နောက်ထပ်တခြားသောကင်ဆာဖြစ်နိုင်ခြင်းတွေကပိုပြီးများလာရယ်ဆိုတာကပိုတိတိတသာတွေ့လိုက်ရတယ်ဒါအပြင်ကြက်ဥမှာပါတဲ့ cholesterol အမျိုးသမီးတွေမှာသားဥအိမ်ကင်ဆာဖြစ်စေတယ်ဆိုတာကိုလွန်ခဲ့တဲ့နှစ်20တည်းကလည်းရှာဖွေတွေ့ရှိထားပြီးသားဖြစ်တယ်ဒါအပြင်ကြက်ဥကိုကြော်လိုက်တဲ့အခါမှာကြက်ဥထဲမှာကင်ဆာဖြစ်စေတဲ့ hydrocyclic amine ဆိုတဲ့ဓာတ်တွေထွက်လာတယ်အဲ့ဓာတ်တွေက C အိမ်ကင်ဆာဖြစ် ်မှုကိုနှစ်ဆတိုးစီတယ်ဆိုတာလည်းကျွန်တော်တို့တွေ့ရှိခဲ့ရတယ်။ဒါအပြင်နောက်ထပ်သူ့တင်တာတွေလေ့လာလိုက်တဲ့အခါမှာအမျိုးသမီးတွေတားအုပ်အကင်စာဖြစ်စေခြင်းဒီကိုလက်စထရောမြန်ပြားဆိုတာစားသုံးခြင်းနဲ့သက်ဆိုင်နေဆိုတာကိုလည်းတွေ့ရှိရတယ်။ပြီးတော့ကျောင်းမှာပါတဲ့ကိုလက်စထရောကအများကြီးတိတ်တိတဲ့အခါကျတော့အဲ့ကိုလက်စထရောတွေကျွန်တော်စားလိုက်တဲ့အခါမှာစားလိုက်တဲ့အခါမှာကျွန်တော်တို့အသေးအောက်မှာရှိတဲ့အသေးကြီးကအဲ့ကိုလက်စထရောတွေအများကြီးကိုတိုထားတယ်။တိုထားတဲ့အခါမှာနောက်ပိုင်းမှာအသေးကြီးအိတ်ထဲမှာဘာတွေပါများလဲဆိုတော့ထောက်စစ်ပိုင်း acid လို့ခေါ်တဲ့အစိတ်အတောက်ဖြစ်စီတဲ့တဲကြီးကြီးတွေပါများလာတယ်။အဲ့ဒီကောင်လည်းဥမာကြီးကင်ဆာနဲ့အဆုတ်ကင်ဆာဖြစ် ဒါနဲ့ဆက်ဆက်နေတယ်ဆိုတာကိုလည်းတွေ့ရှိခဲ့ရတယ်။နောက်တစ်ခုက dose response ချက်ဥကိုစားလို့ရှိရင်ဥမာရေးကင်ဆာဖြစ်နိုင်ခြင်းနှုတ်နဲ့ဘလောက်ဆက်ဆက်နေလဲဆိုတာကိုလေ့လာကြည့်တဲ့အခါမှာတနေ့ကိုကြောက်အနည်းငယ်စားသုံးတဲ့သူကကိုဥမာရေးကင်ဆာဖြစ်နိုင်ခြင်း19ရာခိုင်နှုန်းတိုးလာပြီးတော့တစ်ပတ်ကိုကြောက်၃လုံးထပ်ပို့ပြီးစားတယ်ဆိုလို့ရှိရင်တော့ဥမာရေးကင်ဆာနဲ့သေဆုံးနိုင်ခြင်း89ရာခိုင်နှုန်းတိမြင့်တက်လာတယ်ဆိုတာလည်းတွေ့ရှိခဲ့ရတယ်။နောက်ဆုံးတစ်ခုအနေနဲ့အမျိုးသမီးတွေတစ်ပတ်ကိုကြောက်၅လုံးထပ်ပို့ပြီးစားတဲ့အခါမှာရှင်သားကင်ဆာဖြစ်နိုင်ခြင်းအများကြီးတိုးလာတယ်ဆိုတာကိုလည်းတိတိကျကျတွေ့ရှိခဲ့ရတယ်။အခု လေ့လာထားတဲ့ပြောပြထားတဲ့သူတည်နာစာတန်းတွေကအရင်တော့လည်းစမ်းသပ်ခဲ့ကြရင်နောက်လည်းစမ်းသပ်အောင်မဲ့သူတည်နာစာတဲ့ cohort study တွေအားလုံးကိုဖွဲ့စည်းပြီးတော့စုစည်းပြီးတော့တင်ဆက်လိုက်တာဖြစ်တယ်။ဒါတွေအကုန်လုံးကညီကုန်းချုပ်ကိုပြောပြရမယ်ဆိုလို့ရှင်တော့ချက်ဥစားခြင်းတွေရင်သားကင်ဆာဖြစ်နိုင်ခြင်းတွေတခြားသောကင်ဆာဖြစ်နိုင်ခြင်းအကုန်လုံးကိုတိုးတက်စေလာတယ်ဆိုတာကိုတွေ့ရှိရတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတော့ကျန်းမာရေးဌာနကအစာအာဟာရလမ်းညွန်ကတော့လူတစ်ယောက်ကတစ်နေ့ကို cholesterol 300 mg တက်ပိုမစားရဘူးလို့သူတို့ထုတ်ပြန်ခဲ့တယ်။ဒါပေမဲ့တစ်နေ့ကိုချက်ဥတစ်လုံးစားတဲ့သူက cholesterol 300 mg ထက်ကိုမှ40ရာခိုင်နှုန်းပိုများနေပြီးတော့ခုနကပြောတဲ့ကင်ဆာ ယောဂအပါဝင်နှလုံးသွေးကြောချင်းယောဂအပါဝင်တခြားဇီဝကံမှာဖြစ်ပျက်မှုတွေကိုဖြစ်နေတာကိုတွေ့ရှိရတဲ့အခါမှာနောက်ဆုံးအစားအသောက်လမ်းညွှန်ဌာနကနေမှတစဉ်အကြံပြုထားတာကတော့ကိုလက်စထရောကိုတိထက်ပို့ပြီးတော့ short ချဖို့အကြံပြုထားတယ်ဒါကြောင့်လို့ National Academy of Science Institute of Medicine ကအကြံပြုထားတာကတော့ကိုလက်စထရော300 mg ထပ်ပို့မစားဘူးဆိုရဲအချက်ကိုမေ့လိုက်ပြီးတော့အသားငါးနှုတ်ဦးတိရစ္ဆာန်တွေကနေရတဲ့ကိုလက်စထရောကိုအတက်နိုင်သမျှ short စားရမယ်လို့ပြောကြခဲ့ပါတယ်